ာနာသိန်းခဲ့တဲ့ကာလအစားကနေဒီနေ့ဒီချိန်ရက်ထိအနုပညာအလုပ်တွေအလောက်ကိုင်မပြတ်တဲ့အပြင်ပြည်သူတွေရဲ့မျက်နှာကိုတော့မထောက်ပဲဝါရားဖြတ်ဇာကားတွေရိုက်ကူးနေတဲ့နိုင်ငံကျော်တရုတ်ဆောင်တွေကိုတီတီမီမီနဲ့ပညာပေးခဲ့တဲ့တရုတ်ဆောင်ဇန်ခီမင်္ဂလာပါပရိသတ်ကြီးရှင်အမေရိကန်နိုင်ငံမှာရုပ်ရှင်ပညာနဲ့တရုတ်ဆောင်ပညာတွေကိုတင်ကြားခဲ့ကြတယ်တရုတ်ဆောင်ဇန်ခီနဲ့ဒါရိုက်တာခရစ်စတီနာခီတို့ဇနီးမောင်နှံကိုတော့ပရိသတ်တွေအားလုံးသိပြီးသားဖြစ်မယ်လို့ထင်ပါတယ် နောက်နန်အေဗာဥပေတမြင်မြန်မာနိုင်ငံရဲ့ရုပ်ရှင်သက်တမ်းမှာဝင်ငွေအများဆုံးစက်ချိန်တင်ခဲ့တဲ့ဇာတ်ကားတွေလည်းဖြစ်ပါတယ်။ ဒါရိုက်တာခရစ်စတီနာခီကရိုက်ကူးပြီးတော့တရုတ်ဆောင်မင်းသားအနေနဲ့ဇန်ခီကပါဝင်တရုတ်ဆောင်ခဲ့ပြီးနိုင်ငံကျော်တရုတ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့တရုတ်ဆောင်ပိုင်ဖြိုးသူတရုတ်ဆောင်တက်မွန်မြင့်တို့လိုနိုင်ငံကျော်တရုတ်ဆောင်တွေနဲ့ပူးပေါင်းရိုက်ကူးခဲ့တာဖြစ်ပြီးဇလန်းဆက်ညွန် quality ကောင်းမွန်ပြီးဇကာအဆအလဲဆုံးပြည်သက်တွေရဲ့အတွက်ကောင်းမွန်တဲ့ရတတွေကိုဖော်ပြပေးနိုင်တာကြောင့်ပြည်သက်တွေရှင်ထဲမှာဒီနေ့ဒီချိန်ရက်ထိကျဉ်းကျဉ်ရင်းနေဆဲလဲဖြစ်ပါတယ် တရုတ်ဆောင်ဇန်ခီနဲ့ခရစ်စတီနာခီတို့ဇနီးမောင်နဲ့မြန်မာနိုင်ငံမှာဝဲဝက်ကွဲအောင်မြင်နေတဲ့အချိန်စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးကမောက်ကမဖြစ်သွားခဲ့ရတာလည်းဖြစ်ပါတယ်။အဆိုပါချိန်မှာတော့တရုတ်ဆောင်ဇန်ခီတို့ဇနီးမောင်နဲ့ဟာတော်လန်ရေးဘက်မှပါဝင်ခဲ့ပြီးပြည်သူတွေနဲ့တသားတည်းရပ်တည်ခဲ့သလိုအာဏာဆသိမ်းတဲ့အချိန်ကလေးကမြန်မာနိုင်ငံမှာနေထိုင်ခြင်းမရှိတော့ဘဲအမေရိကကိုသာပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းရက်တွေမှာတော့မြန်မာနိုင်ငံမှာအခုလက်ရှိတရုတ်ဆောင်တွေအဖြစ်ရက်တည်နေကြဆဲဖြစ်တဲ့တရုတ်ဆောင်နေတူတရုတ်ဆောင်မြမြတရုတ်ဆောင်နေဝင်တရုတ်ဆောင်မင်းမြမိုးနဲ့တရုတ်ဆောင်ချူလေးတို့ပါဝင်တရုတ်ဆောင်ထားတဲ့ဝါရားဖြန့်ဇာကားတချို့နိုင်ငံပိုင်ရုပ်သံလိုင်းတွေကနေထုတ်လွှင့်ပြသလာခဲ့တာဖြစ်ပါတယ်။ အရင်တုန်းကနိုင်ငံရေးမှာမပါဝင်ခဲ့ပေအနုပညာအလုပ်တွေကိုသာစက်တိုင်းလောက်ကင်လာခဲ့တဲ့ဒီတယုံဆောင်တွေကအခုလိုမျိုးအာနာသိမ့်မှုကိုထောက်ခံအားပေးတဲ့ဝါရဖြတ်ဇက်ကားတွေရိုက်ကူးလာတဲ့အပေါ်မှာတော့တော်လန်ရေးဘက်ကအနုပညာသမားတွေကပါရွေးတဲ့လမ်းကြောင်းပေါ်ရောက်နေတဲ့သူတို့ကိုထောက်ပြပြောဆိုမှုတွေရှိလာခဲ့တာဖြစ်ပါတယ် တရုတ်ဆောင်ဆန်းခီကလည်းအစားကတော့မရေတော့ဘူးလို့တွေးနေတာဒါပေမဲ့မူတာဝါရကို တိုင်းပြည်ရဲ့ influence အလုံးနိုင်ဆုံးသူတွေကဝိုင်းပြီးတော့အမှန်တရားဖြစ်တဲ့အောင် ပုံဖော်နေတဲ့အတွက်အန္တရာယ်ကြီးတယ်လို့ခန့်စားရလို့ရှင်းလိုက်ပါတယ်လူတွေမယုံတော့ပါဘူးလို့ကိုကတွေးကျင်ပေမဲ့သူတို့ကိုချစ်တဲ့သူတွေကဘလောက်ယုံသွားမလဲဆိုတာပြောလို့မရပါဘူး။မင်းညားကပဲမြောက်ရီကဇလန်းတူလေးကိုကြည့်ဖြစ်ပါတယ်။အစာအဆုံးတေချာကြည့်လိုက်ပါတယ်။ ပါပီမခစ်ကိုလုံးဝမမီတော့ညာလဲပဲတရုတ်ဆောင်သူများစေတနာရှိရှိနဲ့လိုက်လိုက်လဲလဲတက်ဆွမ်းသမျှပြုံးဆောင်သွားတာကိုမှတ်ချက်ပြုမိတယ်။မှတ်သားစရာတခုလည်းတွေ့ရတယ်။ကိုသမိုင်းကိုရေးကြမှာပဲတဲ့။တိတ်မှန်ပါတယ်။ဒါအပြင်ချီးကျူးစရာတခုလည်းရှိတယ်။ပါဝင်သူများရဲ့တတိရှိရှိပြက်ပြက်သားသားရက်တီမှုပါပဲ။သူတို့ပြက်သားသလောက်ကိုရီဘက်ကရော ပြက်သားနိုင်ကြမလား။ တချို့ကလည်းပြောကြတယ်သူတို့ကကျင်းတဲ့ချက်တဲ့ရောက်နေတော့ဖိအားတွေကြောင့်လှုပ်ရတာနေမှာပေါ့တယ်ဖြစ်နိုင်တယ်လို့တော့တွေးမိပါတယ်အဲ့ဒီမှာဆက်ပြောတယ်မင်းတို့ရောသူတို့နေရာမှာဆိုရင်ငင်းရဲပါမလားတယ်ကျွန်တော်တို့ကအဲ့ဒီလိုဘဝမျိုးရောက်မှာဆိုလို့အကုန်လုံးထားပြီးထွက်သွားခဲ့တာပါမူသားတွေကိုသူတို့တွေလိုပရိုမိုးလုပ်ပေးရမှာဆိုလို့ပါကုန်တိုက်ခါရှိရှိနေခြင်းလို့အောင်မြင်ဆုံးအချိန်မှာအကုန်ထားခဲ့ရတာရေကူတဲ့အဆုံးဖြတ်ချက်တော့မဟုတ်ပါဘူးဗျာ။ ကျွန်တော်လည်းတခုတော့ပြန်မေးမယ်သူတို့တွေရောအကုန်ထားခဲ့ပြီးကျွန်တော်တို့လိုထွက်သွားရဲလားဟုဆိုကတရုတ်ဆောင်ဆန်ခီကပညာသားပါပါနဲ့ထောက်ပြပြောဆိုသွားတာပဲဖြစ်ပါတယ်